ဖယ်ဆောက်ခြင်းဘာတူလဲဖယ်ဆောက်ခြင်းဆိုတာတက်ခိုင်ပုံပြူရေးအမှတ်ဟောင်းဖြစ်တယ်ပြီးတော့လောက်ကင်ဒေတာရဲ့ကိုကန်ကိုပန်အုပ်ချုပ်ခွင့်ရဒေတာရဲ့ဥက္ကဋ္ဌလည်းဖြစ်တယ်နံပါတ်3ချက်ကဖယ်ဆောက်ခြင်းဒီမြန်မာစစ်တပ်ရဲ့နောက်ပိုင်းဖြစ်လာတဲ့မြန်မာစစ်ကောင်စီရဲ့ဟလာအဆောင်ရောင်ယာတုချင်းမြန်ခံထားရသူလည်းဖြစ်တယ်နံပါတ်4ချက်ကဖယ်ဆောက်ခြင်းဒီမြန်မာနိုင်ငံသားဖြစ်တယ်မဟုတ်ဘဲဖယ်ဆောက်ခြင်းဒီပြည်ဥနိုင်ငံသားဖြစ်တယ်ခံထားသူဖြစ်တယ် ဲ့အချက်လေးချက်ကအရေးကြီးတဲ့တင်တယ်နော်ဆိုတော့ဒီကိစ္စအခုဆိုရင်ပယ်ဆောက်ချိန်ကိုပယ်ဆောက်ချိန်ဆိုတော့တက်ခန့်ဖွံ့ဖြိုးရေးအမတ်ဟောင်းကိုအခုဆိုရင်တရုတ်ထောင်ထဲမှာရောက်သွားပြီအခုဒီနေ့တေတံပေးခံပြီဆိုတဲ့တင်သေးကြွားပြီဒါကိုတက်ခန့်ဖွံ့ဖြိုးရေးအဖွဲ့ကဘာထွက်ပြီးရှင်းမလဲဆိုတာလေစိတ်ဝင်စားပါကောင်းတယ်တို့ငိန်နေမှာထွက်ပြီးရှင်းမှာလားပေါ့ဘာကြောင့်လဲတို့ကအမြဲတမ်းမျိုးဘာသာသာသနာနဲ့ထုတ်ကြအနာပိုင်ကိုအမြဲတမ်းပြောရတဲ့သူတွေမဟုတ်ဘူးလားဆိုတော့အခုပယ်ဆောက်ချိန်တို့ရဲ့ပါတီဝင်ဟောင်း ဟလာအမတ်ဟောင်းအခုလိုတရုတ်တရုတ်ထောင်မှာရှမ်းပြည်နယ်မြောက်ပိုင်းကကိုကန့်ဒေတာမှာအာကိုအားထားပြူရတဲ့အဓိကပုံကိုပေါ့လေဆိုတော့ဒီပုံကိုဒီပုံကိုအခုမြန်မာနိုင်ငံသားဆိုတဲ့မှတ်ပုံတင်တဲ့မြန်မာဒီကြံ့ခိုင်ပါတီကနေပြီးတော့ရွေးကောက်ပွဲဝင်ခဲ့တဲ့ပုံကိုအခုတော့သူတို့ရဲ့ခေါင်းဆောင်ကြီးဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုရန်ဖမ်းပြီးတရုတ်ကိုဟုတ်ကဲ့တဲ့ဆိုတော့သူ့ကိုလိုနေတာလဲသူက criminal record တွေရှိတယ်သူ criminal record ရှိတယ်ဆိုတော့သူကရာဇဝတ်ကောင်ဖြစ်တယ် ရာဇဝတ်သားဖြစ်တယ်။ငွေကြေးခွာချမှု၊မိုးရင်းစေဝါဟိုလူတက်မှုအရာတွေနဲ့အလုံးနဲ့တယောက်ကလိုအပ်နေတဲ့ဒီကြောက်လည်းဖြစ်တယ်။ဝေယံထုတ်ထားတဲ့သူဖြစ်တဲ့ Wonder List ထဲမှာပါတယ်။နောက်ဆုံးပြီးကြတော့သူတို့ကာကွယ်ထားတဲ့သူကိုပဲသူတို့ဘွယ်ရုကုံသူချီးမြှောက်ထားတဲ့သူကိုပဲချီးမြှောက်ထားတဲ့သူကိုပဲသူတို့တယောက်လက်ကိုအပ်တယ်။ဆိုတော့ကျွန်တော်ကဒီဘယ်ဆောက်ချင်းဘယ်သူလဲဆိုတာကိုအချင်းချုပ်ရှင်းပြတော့